င်္ဂလာပါဒီနေ့တော့ဒီမှာအရန်ကိုဆေးဘက်ဝင်ပြီးတော့မှတကယ်ကျမ်းမာနေညိုတဲ့ဟင်းလေးတစ်ခွက်ကိုချက်ထားပါတယ်အဲ့ဒါတော့ဒီမှာဓာတ်နလွန်သီးနဲ့ငှချောင်းနဲ့ချက်ထားဖြစ်ပါတယ်ခင်ဗျာဓာတ်နလွန်သီးကကြတော့သွေးပေါင်လည်းကျတယ်ပြီးကကြတော့ကင်ဆာလည်းယောဂကာကွယ်လို့ပြောပါတယ်အဲ့ကြောင့်ဓာတ်နလွန်သီးနဲ့ငှချောင်းချက်ထားပါတယ်ဒါကတော့မုံညင်းစောဖြစ်ပါတယ်ဒါအရန်ပူနေလို့ဒီမှာဒီလိုပဲပြပြမယ်နော်ဒါကတော့မုံညင်းစောဒါစောင်းတွင်းမှာဆိုအရန်လိုက်ဖက်တဲ့ဟင်းလေးပေါ့နော်ဒါရှက်မိမှာဆိုရင်မုံညင်းစောကအခုချိန်အစားအများဆုံးဟင်းလေးတစ်ခွက်ဖြစ်ပါတယ် ဒါဘုံညင်းဆော့လို့ဖြစ်ပါတယ်အဲ့တော့ဒီဟင်းနေဘလို့ချက်တယ်လဲဆိုတာကိုအားလုံးကျွန်တော်တို့လိုက်ပါစီမျောကြည့်ပါဦးခင်ဗျာဒါကတော့ဟင်းချက်တဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းတွေပါပထမဆုံးမကြီးသီးကိုရေစိမ်ထားပါမယ်ခင်ဗျာပြီးရင်တော့ငါးချောက်တွေကိုပုံမှန်အတုံးလေးတွေပေါ့နော်လက်တစ်စစ်လောက်လေးတုံးထားရမှာဖြစ်ပါတယ်ခင်ဗျာ ခုလိုအတုံးလေးတုံးပြီးသွားပြီဆိုရင်တော့ငချောက်အငံရောစီဖို့အတွက်စားနဲ့ရေနဲ့စိမ့်ထားရမှာဖြစ်ပါရဲ့ခင်ဗျာငချောက်ကိုစားရိတ်စိမ့်တာပို့ပြီးတော့အငံရောစီပါတယ်ပြီးရင်တော့ဒလလွန်သီးတွေကိုကျွန်တော်တို့အခွန်လေးတွေခွာပါမယ်အဲ့လိုအခွန်လေးတွေချစ်ပြီးသွားပြီဆိုရင်တော့အခုလိုအစစ်စစ်ကလေးတွေပိုင်းဖြတ်ထားရမှာဖြစ်ပါတယ်ခင်ဗျာ ဟင်းချက်ဖို့အတွက်ပထမအဆုံးဂျင်းကိုထောက်ပါမယ်ဂျင်းနဲ့ညက်ပြီဆိုရင်တော့ကျက်သွန်ဖြူကိုထည့်ပြီးထောက်အောင်ပါဖြစ်ပါရဲ့ခင်ဗျာကျက်သွန်ဖြူတွေညက်ပြီဆိုရင်တော့ရိုသီးစိမ်းတွေထည့်ထောက်ပါမယ်ရိုသီးစိမ်းတွေညက်သွားပြီဆိုရင်တော့ကျက်သွန်အနီကိုထည့်ထောက်အောင်ပါဖြစ်ပါရဲ့ခင်ဗျာအလုံးထောင်းပြီးတော့လေဆိုရင်တော့ဟင်းချက်ဖို့ပြင်ဆင်ပါမယ်။အိုးလေးကိုစီထည့်ပြီးတော့စနုံမုတ်ထည့်မှာဖြစ်ပါတယ်။ပြီးရင်တော့ခုနထောင်းထားတဲ့ဟာတွေကိုထည့်ပြီးတော့စီတက်ရမှာဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်တော့ယူသီးရောင်တွေမုတ်လေးထည့်ပါမယ်ခင်ဗျာ။ တဲ့တော့ဖြူနေငုံသီးတွေမှုေးလာတဲ့ဒီစိတ်သက်ပြီဆိုရင်တော့ရေစိတ်သက်စင်ထားတဲ့ငချောက်တွေထည့်ပြီးလုံးဝမှာဖြစ်ပါရဲ့ခင်ဗျာငချောက်ထဲကိုတော့အရသာအတွက်အချုံမုံအင်းငယ်ထည့်မှာဖြစ်ပါတယ်အရသာမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ငချောက်လူဖို့အတွက်ရေအင်းငယ်ထည့်ပြီးရမှာဖြစ်ပါရဲ့ခင်ဗျာရေအင်းငယ်ထည့်ပြီးသွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတည်ထားရမှာဖြစ်ပါတယ်ငချောင်းဟင်းလေးကအနှစ်လေးလေးဖြစ်ပြီးတော့စီလေးလေးငယ်ပြန်လာပြီဆိုရင်တော့တိဖြတ်တက်ဆင်ထားတဲ့တန်းလွန်သီးလေးကိုထည့်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာ။ ဒန်းလုံသီးတွေနဲ့ငချောင်းအနှစ်တွေတခါတည်းအသားကျသွားဖို့အတွက်ထည့်ပြီးထက်လုံသီးအောင်မှာဖြစ်ပါရဲ့ခင်ဗျာကျွန်တော်ကခရမ်းကျင်ဒီထဲဖို့မိသွားလို့တော့ဝိတ်ဆုံးမထည့်လိုက်ပါတယ်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားရမှာဖြစ်ပါရဲ့ခင်ဗျာလုံးတော့အသားကျသွားပြီဆိုရင်တော့ဒန်းလုံသီးရေနူးဖို့အတွက်ရေထည့်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာပြီးရင်တော့အဖုံးအုပ်ပြီးပြန်တည်ပေးထားရမှာဖြစ်ပါရဲ့ဒန်းလုံသီးရေနူးပြီးတော့ရေလဲခန်းစီလဲပြန်စီပြန်ရေချာနေထားလေးရပြီဆိုရင်တော့မကြီးမဲ့ဖျော်ထားရလေးအနေငယ်ထည့်မှာဖြစ်ပါရဲ့ခင်ဗျာ နောက်ဆုံးမှာတော့နနံမေးလေးအုပ်ပြီးတော့မဆလာလေးခိုက်လိုက်လို့ရှိရင်အရန်ရတာရှိတဲ့ငချောင်းနဲ့တန်းလွန်သီးစေးဘက်ဝင်တဲ့ဟင်းလေးတစ်ပွဲရပါပြီခင်ဗျာ။ ပြီးရင်တော့မုံညင်းစောလှုပ်ဖို့အတွက်ပြင်ဆင်ပါမယ်။မုံညင်းနဲ့ကိုခရမ်းကျင်သည်ချက်တော့ဖြူနေခြင်းအရသာအတွက်စားအနေငယ်နဲ့မကြီးရည်လေးရဲ့ကျန်တဲ့ကထညက်လေးရဲ့ထည့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကထက်ကျန်တဲ့ကထည့်တာကိုရိုက်ဖို့မေးသွားလို့ဗီဒီယိုထဲမှာတော့မပါတော့ဘူးပေါ့နော်။အဲ့လိုမျိုးလေးအားလုံးအရသာတွေဝင်အောင်လုံးပြီးသွားပြီဆိုရင်တော့အရွက်တွေနူဖို့အတွက်ရေးထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ခုလိုမုံညင်းဦးရွက်တယ်လေနူးပြီးတော့အရသာလေးအနေတော်ဖြစ်ပြီဆိုရင်တော့အရသာရှိတဲ့ချင်းချင်းချိုချိုလေးနဲ့မုံညင်းစောလေးရပါပြီခင်ဗျာဒါသလို့ရှိရင်တော့ဟင်းပွဲလေးခတ်ပြီးတော့ကျွန်တော်ဓမင်းတူသစားပါမယ်အားလုံးပဲကျွန်တော်တူဓမင်းစားဖို့အတွက် like ခဲ့ပါအောင်နော်โอเคအဲ့တော့ဟင်းချက်တာလည်းကြည့်ပြီးသွားပြီဆိုတော့စပါတော့ပဲခင်ဗျာရှယ်ပဲမကြည့်ဒန်လွန်ဒီနဲ့ငချောင်းနဲ့ချက်တာဖြစ်ပါတယ် 黑幕五黑幕吧。<noise> 学呗，以前不捏。 မဆလာလေးပါအုပ်ထားတော့လေရှယ်ပဲဒီမှာငါချက်ကလေးပါခင်ဗျာ Mm. Kjører sure, vi. sáng con mình ဓာတ်လွန်သီးကစေဘဝင်နေဆိုဓာတ်လွန်သီးမြများစားပါမယ် ို့ရာသီလေးမှာပူပူလွတ်ဆက်လေးစားအရင်အရသာရှိတာဟွန်း ရှယ်ပဲအခုလိုမျိုးပေါ့နော်အရာသာရှိပြီးတော့စေးဘက်ဝင်နေအလိုပူဆက်ဆက်ဟင်းလေးတွေဟင်းရည်လေးတွေကိုချက်စားပါလို့ပြောချင်ပါတယ်အခုလိုဒီစောင်းလွှဲရသေးတယ်ဆိုရင်ဒါအရင်လိုက်ဖက်တဲ့ဟင်းလေးဖြစ်ပါတယ်အဲ့တော့ဒီလိုဟင်းလေးတွေကိုချက်မိုင်းနဲ့ညိုတဲ့ဟင်းလေးကိုချက်စားပါလို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့တည်လေးဖြစ်ပါစေခင်ဗျာအားလုံးပဲတက်တာပါ